အားလုံးပဲမင်္ဂလာပါခင်ဗျ။မန်နီဘောမြန်မာရဲ့တက်ဆပ်ပေါ်အနေကြိုဆိုပါရစေ။ကျွန်တော်အခုဒါတုံးသက်သွားမယ့်အကြောင်းရင်းကဒီ Manchester United အသင်း Glazer ရဲ့ခက်တခက်ပေါ့နော်။ Glazer မတိုင်ခင် Glazer မတိုင်ခင်ဆိုတော့ကဒီ2005ရာသီပေါ့။အဲ့ဒီအချိန်က Manchester United အသင်းရဲ့ financial situation နဲ့အခုဒါလက်ရှိ Manchester United လက်ရှိဆိုတဲ့နေရာမှာတော့2024 25ပေါ့နော်။အခုပြီးသွားတဲ့ရာသီအတွက် ဒီ financial နဲ့ပတ်သက်တဲ့ဒီအချက်အလက်တွေကကျွန်တော်တို့အကုန်အပြည့်အစုံမရနိုင်သေးဘူးဆိုတော့ခါကျွန်တော်2023 24ရာသီပေါ့ရှေ့ရာသီအခါနဲ့အဲကျွန်တော်တို့နှိုင်းရှင်ကြည့်တော့နော်တော့နှိုင်းရှင်ကြည့်တဲ့အခါမှာဒီကလေးသားရောက်မလာခင်ကလေးသား2005မှာရောက်တာ2005ရာသီမှာကလေးသားမရောက်တဲ့မရောက်ခင်နောက်ဆုံးနဲ့ပေါ့အဲ့ဒီရာသီမှာ Manchester United အသင်းရဲ့အဲ့ဒီချိန်ကဒီ revenue ကသူ့ရဲ့ဝင်ငွေဟာ ေါင်း159တန်းရှိခဲ့တယ်။အဲဒီကာလမှာဒါကမ္ဘာအချမ်းသာဆုံးတန်းလို့ပြောလို့ရတယ်နော်။အဲအခုဒီ2023-24ရောက်တဲ့အချိန်မှာရန်ကုန်ကပေါင်း662တန်းဝင်ဝင်ရှိတဲ့အတန်းဖြစ်သွားပြီ။ဆိုတော့ဒီ glazer မရောက်လာခင်နဲ့အခုဒီ2023-24ရာသီမှာဆိုဒီ value change ကအများကြီးကွာသွားပြီ။ပေါင်း900တန်း900ကျော်လောက်ကွာသွားပြီ။ဆိုတော့ရခိုင်နှုန်းအားဖြင့်ဆိုရင်လည်း ရာခိုင်နှုန်း320ကျော်လောက်ပို့ပြီးတော့ဝင်ငွေများလာပြီ။ဆိုတော့ United တသင်းနဲ့မဟုတ်တချို့အသင်းတွေကတော့ဒီပေါင်သန်း600လောက်ပို့ပြီးတော့များလာတာရှိတယ်။ရာခိုင်နှုန်း900လောက်တိုးတက်လာတာလည်းရှိတယ်။အသင်းတိုင်းအသင်းတိုင်းဟာလွန်ခဲ့တဲ့နှစ်ပေါင်းဒီ20ကျော်30နီးပါးကထက်အခုပို့ပြီးတော့များလာကြတဲ့အတွက်ဟောတိတ်ထူးဆန်းတဲ့ကိစ္စမဟုတ်ဒါပေမဲ့ဒါ chainId ရှင်ဖို့အနေနဲ့ပြောမယ်ဆိုရင် Manchester United အသင်းရဲ့ဝင်ငွေတစ်နှစ်တောင်ဝင်ငွေရရှိမှုဟာ 300ရာခိုင်နှုန်း320ပြောပို့ပြီးတော့တက်လာလို့ပြောလို့ရတယ်။ဆိုတော့အဲ့ဒီမှာမှကျွန်တော်တို့ကဒီကျဲမှာ commercial ဝင်ငွေကိုကြည့်မယ်ဆို commercial က2005ရာသီမှာ Manchester United အသင်းဟာဒီ commercial ဘိုင်းကနေပြီးတော့ပေါင်52သန်းရပြီးတော့အခု2023-24ရောက်တဲ့ချိန်မှာပေါင်303သန်းရောက်တယ်။ဆိုတော့ commercial ဝင်ငွေကပေါင်သန်း260ဒေါ်လာတယ်။ရာခိုင်နှုန်းအားဖြင့်613ရာခိုင်နှုန်း။ဆိုတော့ဒီ commercial ဝင်ငွေဟာကျန်တဲ့ခန္ဓာအသီးသီးပေါ့နော်။ ဒေတာဖို့တိုးတက်လာမှာပဲအဲ့တိုးတက်လာတဲ့အထက်မှာကျန်တဲ့ခန္ဓာအသီးသီးထက်ပို့ပြီးတော့ဟိုတိုးတက်နှုန်းပို့ကောင်းတယ်ဆိုတော့ကျွန်တော်တွေ့ရတယ်။ဒါ broadcasting မှာလည်း2003လေးတုန်းကဒီတရာသီကိုပြန်ဒီပေါင်48သန်းရခဲ့တယ်အဲ့အဲ့နောက်ဆုံးရသည်မှာအခုချိန်မှာတော့ပေါင်ပန်း200ကျော်2023 24မှာပေါင်252သန်းအထိရတယ်။အဝင်ငွေကပေါင်183သန်းတိုးလာပြီးတော့ရခိုင်နှုန်းအဖြစ်358ရခိုင်နှုန်းတိုးလာတယ် ပြီးတော့ match day income ဟာ2003လုံးက66တန်းကနေပြီးတော့အခု138တန်းဖြစ်လာပြီ match day Manchester United အသင်းရဲ့ဒီကွင်းဝင်ကြီးရတဲ့ငွေဟာဒီရာခိုင်နှုန်းအပြည့်ဆိုရင်100ကျော်ပေါ့နော်100ရာခိုင်နှုန်းတိုးလာတယ်ဒါပေမဲ့ဝင်ငွေတွေတိုးလာသလိုပဲဒီ wages အနေနဲ့ကြတော့2003လုံးကဒီ club အသင်းကကစားသမားတွေကိုပေးတဲ့ငွေဟာ100ဒီသာအတွက်ပေါင်89တန်းကုန်ကြခဲ့ပြီးတော့ အခုအချိန်မှာတော့ပေါင်365တန်းပို့ဒီကုန်ကြတော့တွေ့ရတယ်ပေါင်365တန်းဆိုတော့အနှုတ်ပေါင်288တန်းပေါ့နော်ပြတယ်ပြီးတော့ရခိုင်နှုန်းအဖြစ်384ရခိုင်နှုန်းတိုးလာတော့တွေ့ရတယ်အဲတခြားဒီဘလော့ကောမလဲဆိုတော့ office ဒီကိုကြည့်မယ်ဆိုရင်လေ34သန်းကနေပြီးတော့တန်း150လောက်ဖြစ်လာတယ်ရခိုင်နှုန်းတော့ကျတက်လာတယ်နောက်ကစားသမား amortization ဆိုအဲ့ဒီအချိန်က2003လောက်က24သန်း ရှိတယ်။အခုအချိန်မှာ189တန်းရှိတယ်။ရာခိုင်နှုန်း654ရာခိုင်နှုန်းဒီတက်လာတော့တွေ့ရတယ်။ဒါမကောင်းတဲ့ဘက်ကတက်လာတော့နော်။ပြီးတော့ဒီ interest ပေါ့နော်ဒီခြေကိုအမှတင်နေတဲ့အကျွေးအပေါ်မှာပေးရတဲ့အတိုးနှုန်းဟာအဲ့ဒီအချိန်ကပေါင်းနှစ်တန်းပဲရှိခဲ့ကလေးသားမတိုင်ခင်ကတနေ့ကိုပေါင်းနှစ်တန်းလောက်အတိုးသက်ရတယ်။အကျွေးနည်းနည်းရှိတယ်။ဒါပေမဲ့အခုအချိန်မှာတနေ့ကိုပေါင်း62တန်းအထိဒီ Manchester United အတင်းဟာဒီအတိုးပဲ62တန်းပေးနေရတရားဒီတိုင်း ။ဟောဆိုတော့ဒီ profit အနေနဲ့ဆိုဟိုတော့ကအမြင့်ထွက်တယ်။ကိုးသန်းမြတ်တယ်။ပေါင်ကိုးသန်းမြတ်တယ်။အခု၁၀၈သန်းအထိမြတ်တယ်။အမြင့်ပမာဏတိုးလာတယ်။ခက်တာကဒီတိုးတဲ့ dab မှာကြတော့အကျွေးမီစုစုပေါင်းမှာကြတော့ဟိုတော့ကဒီကလေးသားမတိုင်ခင်ကမန်ချက်စတာနဲ့အသင်းဟာတနေ့ဒီစုစုပေါင်းအကျွေးပမာဏဟာပေါင်သန်း၃၀ပဲရှိတယ်။ဒါကြောင့်လည်းသူတို့တနေ့ကိုပေါင်နှစ်သန်းသူတို့အတိုး ပေးနေရတယ်เนาะအခုအချိန်မှာတော့ total dub က898တန်ရှိတယ်အမကန်ကောင်းတာကဒီအတိုးနှုံးနေတာဟိုတုန်းကတော့တစ်နှစ်ကို10%လောက်ဆောင်ရတယ်အခုကကျတော့အတိုးနှုံးကတစ်နှစ်ကို0.8လောက်ပဲရှိတဲ့အတွက်တို့898တန်မှာတို့ကဒီ61တန်ပဲဒီအတိုးပေးနေရတယ်လို့ပြောရရတယ်ဆိုတော့ဂလေးစာရဲ့အဓိကပြဿနာဘာလဲဆိုရင်မန်ချက်စတာနဲ့အတင်းကိုဂလေးစာရောက်ရှိလာခြင်းရဲ့အဓိကပြဿနာဆိုရင်ရိုင်းချက်တာအရင်ဆုံးအကျွေးကဲနဲ့ အသင်းတစ်သင်းအဖြစ်ကနေပြီးတော့အခုအချိန်မှာတော့ဒါအကျွေးမီတဲ့လေပတ်နေရတဲ့အသင်းတစ်သင်းအဖြစ်သူရောက်ရှိသွားတယ်ပြီးတော့ဒီ United အသင်းရဲ့ဟိုဘယ်လိုခေါ်မလဲအတိုးနှုံးပေါ့နော်အကျွေးပေါ်မှုတီးပြီးတော့ပေးရတယ်အတိုးနှုံးဟာ2023 24တနှစ်ထဲမှာပေါင်း62သန်းအထိရှိခဲ့တယ်အဲ့အချက်တွေက Manchester United အသင်းရဲ့ဝင်ငွေတွေကိုဒီဝါးမြူနေတဲ့အချက်တွေလို့လည်းပြောလို့ရတယ်။နောက်ဒီကျွန်တော်တို့ EBITDA လို့ခေါ်တယ် EBITDA ပေါ့နော်အဲ့ဒီစီးရင်းနေအရာကြည့်မယ်အဲ့ဒီဒီ EBITDA အရာကြည့်မယ်ဆိုရင် Manchester United အသင်းကဝင်ငွေအများဆုံးအသင်းအဖြစ်ရည်တည်ခဲ့တယ်အထူးသဖြင့် operational ဒီ profit ပေါ့နော် operating profit ဆိုလဲအင်္ဂလန်မှာ Manchester United အသင်းဟာအမြင့်ဆုံးဖြစ်ခဲ့တယ်အဲ့ဒီအနေအထားကဒီနေ့ခင်ဗျားတို့ Manchester United အသင်းဟာ2023-24ရာသီမှာအဲ့တရာသီတဲကိုဒီအရှုံးပမာဏ1.133 ဒါ predator loss ပေါ့နော်ဟိုရှုံးတဲ့အနေထားကိုရောက်သွားပြီအကျိုးပမာဏဆိုပေါင်းပေါင်း၈၈၈တန်းလေးရှိသွားပြီကစားသမားတွေရဲ့ wages ကိုတော့သူတို့အများကြီးချော့ချလာနိုင်တယ်အဲအခုအချိန်မှာဒီကိုအသင်းဝင်ငွေရဲ့55ရာခိုင်နှုန်းလောက်ကိုပဲသူတို့ဒီကစားသမားလဆောင်ကိုတွေ့တော့ရတယ်ဆိုတာမျိုးတွေ့ရတယ်အဲ့ဒါက Sergeant Radcliffe ရောက်လာပြီးနောက်ပိုင်းမှာအဲတချို့ကစားသမားတွေကိုရှင်းထုတ်တာတချို့ကဆိုတော့အနေအထားပေါ်တချို့ကစားသမားတွေကိုလက်ခံရှော့တချို့ကစားသမားတွေစာချုပ်ဖြတ်သိမ်းတာနဲ့လဲဆိုင်တယ် အော်အဲ့ဒီဟာကြောင့်ဒီ United အသင်းရဲ့ဒီကိုအသင်းရတဲ့ဝင်ငွေကနေပြီးတော့ပြန်ပြီးတော့ဒီကစားသမားတွေပေးတဲ့လာစာနှုန်းရဲ့ဒီ ratio က Manchester United အသင်းတော်တော်လေးနေတယ်။ဆိုတော့ကျွန်တော် Chelsea လို့အသင်းမျိုးစင်ပေါ့ဒီ80ရာခိုင်နှုန်းကျော်လာစာတွေ့ပြီးဝင်ငွေရလည်းနေတာ။ဝင်ငွေနေပြီးတော့လာစာကကျတော့ဒီတခြားအသင်းတွေနဲ့ Manchester City တို့ Man United တို့နဲ့တိတ်မပွားတဲ့အခါကျတော့ကိုဝင်ငွေထက်ကိုဝင်ငွေတွေကနေပေးရတဲ့ရာခိုင်နှုန်းကတော်တော်များနေတာကိုတွေ့ရတယ်။ ဆိုတော့ဒီ2020အတွင်းမှာ United အသင်းရဲ့ financial ကအသင်းတိုင်းလိုပဲတိုးတက်လာတယ်ဒါပေမဲ့အဖက်မတင်တဲ့အပြင်အရှုံးပေါ်တယ်ဆိုတာကတော့အဓိကတော့သူတို့ဒီ glazer ဝယ်တဲ့အချိန်ကလေးကယူခဲ့တဲ့ဘန်ချင်းဝယ်တယ်ခုထိလက်တရောင်မဆက်နိုင်သေးဘူးမချအဲ့မဆက်နိုင်ချင်းပေါ့နော်အဲ့ရနေပြီးတော့ကြက်ဒီအတိုးနှုံးနေအတိုးနှုံးနေတကယ်ဆိုရင်ဒါပုံမှန်ကိုဒီအတိုးနှုံးနေကကိုအသင်းရဲ့အသင်းအမျက်ဖြစ်ရမယ့်အစားမဖြစ်ဘဲနဲ့ဒီအတိုးနှုံးနေနဲ့ ဝင်ပြီနေတဲ့ဆက်သဘောမျိုးကျွန်တော်တို့တွေ့ရတယ်ဆိုတော့ commercial ဘိုင်းကအားကောင်းတဲ့အတင်းတင်းအဖြစ်ရက်တည်နေစေပဲပြီးတော့ဒီအခု wages လို့ကိစ္စမျိုးတွေအရန်ကိုကြီးထွားလာတယ် amortization fees တွေအရန်ကိုကြီးထွားလာတယ် interest rate အရန်ကိုကြီးထွားလာတယ်အခုအချိန်မှာဒီအတင်းဟာတကယ် profit model နဲ့ဟိုတည်တည်ငြိမ်ငြိမ်ရက်တည်နိုင်တဲ့ club အတင်းမဟုတ်ဘူးဆိုတာမျိုးဖြစ် အဲတွေ့ရတယ်။ဒါကြောင့်လည်းဒီဒီ Manchester United အတင်ပရိသတ်တွေကဒီကလေးသမီးသားစုအပေါ်မှာအမြဲတမ်းတကန့်ွက်ခဲ့တယ်ဆန္ဒပြခဲ့တယ်ဆိုတော့ဟိုလုံးကကလေးသမီးသားစုဟာအဲသူတို့ဒီ consortium တစ်ခုခုကဖြစ်စေဘလော့ကောမလားစီဝိုင်းလုပ်ငန်းစုတစ်ခုခုကပေါ့နော်ဝယ်ခဲ့တယ်အကျွေးမီကင်းခဲ့တဲ့သူတို့ကိုယ်ပိုင်ကိုဝယ်ခဲ့တယ်ဆို United အခုချိန်ထိဒီသူတို့ရဲ့နှစ်စင်ပန်းလာရေးစည်းရင်းမှာပေါ့နော်ဒီအမျက်ပြနေမှာဆိုတဲ့အနေအထားမျိုးတော့တွေ့ရတယ် တော့ဒါမန်ချက်စတာယူနိုက်တက်အသင်းဒါ2020အတွင်းပေါ့နော်2020ပြည့်အတွင်း2003 2005ညာဒီကနေဦး2023 24ရာသီအထိမှာကွာခြားသွားတဲ့ကွာခြားချက်တွေပေါ့ဆိုတော့မန်ချက်စတာယူနိုက်တက်ကဒီဒီဟာပြည်လဲသွားဖို့အတွက်ဆိုရင်ဟိုဘာလို့ဖို့လို့တလဲဆိုရင်ဘာမှလို့လုတ်ပိုင်လုံးနိုင်သွားမရှိဘူးเนาะဒီကလေးစားမိသားစုသူတို့တွေကသူတို့ share တွေအကုန်လုံးကိုရောင်းထုတ်သွားမှာပဲကလေးစားမိသားစုမရှိမှပဲ United ဟာနှစ်တိုင်းဒီ အမြတ်ငွေတွေနဲ့ development အသင်းအဖြစ်ကျွန်တော်တို့ပြင်မြင်ရလိမ့်မယ်အဲတခုရှိတာက United အသင်းရဲ့ဒီ brand ပေါ့နော်ဒီ brand ရဲ့တန်ဖိုးကတော့မြင့်လာတယ်ကလေးသားမိသားစုအတွက်အားသာချက်ကလည်းအဲ့ဒါပဲသူတို့ဒီ where တော့ကပေါင်းဒီ10 billion ဆိုတဲ့အနေအထားကနေအခုချိန်မှာသူတို့ရောင်းပြီဆိုရင်ဟိုပေါင်း6 billion 9 billion 10 billion ဒါကတော့ဒီစိုက်ရောင်းစိုက်ဝယ်ပေါ့နော်ဝယ်တဲ့သူအပေါ်လည်းမူတည်တာပေါ့အနည်းဆုံးတော့ယူရိုဒီဒီပေါင်း6 billion လောက်တော့ကိုတန်တဲ့ ဒီ club အသင်းအဖြစ်ရက်တည်လာပြီးတော့ကလေးစားမိသားစုစီမှာကတော့အကျိုးအမြတ်တွေကြီးပဲသွားစုပြုံနေဆိုတာတွေ့ရတယ်။နော်ဆိုတော့ဒါကတော့ Manchester United အသင်းရဲ့ဒီကလေးစားခက်ပေါ့နော်မတိုင်ခင်နဲ့လက်ရှိနောက်ဆုံးအချိန်ကြားတဲ့ကဒီဘန်နာရေးအခြေအနေကိုနိုင်ရှင်တုံ့သက်ပြခဲ့တာဖြစ်ပါတယ်။ကြည့်ရှုအားပေးခဲ့ကြတဲ့ပရိသတ်များအားလုံးအထူးပဲကျေးဇူးတင်ပါတယ်။